ကဲ TikTok မှာရှိတဲ့ဦးရဲ့ TikTok fan နေเนาะအားလုံးအားလုံးအခုမြန်မာနိုင်ငံမှာနိုင်ငံတော်အဆင့်เนาะ One Day Entertainment နေ့ရက်အဖြစ်တက်မှတ်လိုက်ပါပြီအဲ့ဒါကတော့ဒီနေ့31ရက်နေ့ကနေ6ရက် April အထိကို One Day Entertainment နေ့အဖြစ်နိုင်ငံတော်အဆင့်တက်မှတ်လိုက်ပြီးတော့ဒီအချိန်မှာနိုင်ငံတော်အလံတော်တိုင်တပွဲအထိပဲလွှင့်တူပါမယ်မြန်မာနိုင်ငံသားတွေမှာတခါမှမကြုံဘူးတဲ့ ပြင်းထန်တဲ့ငင်းလင်းကြောင့်သိဆုံးရတယ်နိုင်ငံတော်အဆင့်ဝန်ထမ်းကြောင်အသေးမှပြုနေပါ31နေရာနေဒီနေ့ရနေ6ရက်ဧပြီအထိပါအဲ့တော့တိတော်မှရှိရတဲ့ငင်းချင်းနေတိတော်မှကိုရေးကိုယ်တာအတွက်နော်တချင်းနေဆော့တာပြပါယောတတ်နိုင်ဆုံးစင်ကျင်ပေးပါလို့ဒီရပိုင်းအတွင်းမှာဦးကမြေတိုက်ရက်ခံပါတယ်ပြီးတော့ နိုင်ငံတော်အဆင့်တော်ဝန်ထမ်းချင်းအထိမ်းအမှတ်တက်မှတ်ထားတဲ့နေ့ရက်တွေအခုဒီနေ့31ရက်နေ့ကနေ6ရက်ဧပြီအထိမှကိုနေအိမ်ရအတင်းနဲ့ဈေးဆိုင်ပိုင်ရှင်တွေဈေးတယ်တွေနော်ဦးကထပ်ပြီးမြေတားရခံမှာကုံစင်းတို့နေမတက်ပဲနဲ့နော်နိုင်ငံတော်အဆင့်တော်ဝန်ထမ်းချင်းအထိမ်းအမှတ်နေ့ရက်နေ့ဖြစ်တက်မှတ်ထားတဲ့နေ့မှာကုံစင်းတို့နေမတက်ပဲနဲ့အသက်ရှင်ကြံရေးခဲ့တဲ့ပြည်သူတွေကိုနော်တတ်နိုင်ဆုံးအရင် အရင်ပေါ့နော်အရင်တော့နဲ့အမြတ်နေနေပဲယူပြီးရောင်းချပေးပါလို့ဦးကမြတ်တရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ဒါဦး update တင်ပေးတာပါနိုင်ငံတော်အစဉ်ဝမ်းနေခြင်းအထိမ်းအမှန်နေရ The Day of National Mourning တက်မှတ်ကျင်းပခြင်း 2025ခုနှစ်မန်လာ28ရက်နေ့မြမစံတော်ချိန်7:52မိနစ်3ညနဲ့စက္ကန့်တွင်ပြင်အား9.8ရစ်ချာစကေးရှိ အလွန်ပြင်းထန်သည့်မြေငြင်းလှောက်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနှင့်ပျက်စီးဆုံးရှုံးကြရမှုများအတွေ့စာနာနားလည်မှုများနှင့်အတူထပ်တူခံစားရရနိုင်ငံတော်အစဉ်ဝမ်းနည်းခြင်းအတိတ်မှမြေရအဖြစ် 31ရက်3လ2025ရက်မှ6ရက်4လ2025ရက်နေ့ထိ9ရက်အားတက်မှတ်ကြေညာလိုက်သည်တို့ရများတွင် နိုင်ငံတော်အလံအားတိုင်ဝဲလျှော့ချ၍နှိမ့်ထူကြရန်ဖြစ်ပါသည်အခုလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကုန်သေးကြီးတွေဈေးဆိုင်ကြီးတွေကုန်စည်နှုန်းတွေမတက်ပါနဲ့လို့ဦးကမြစ်တိုင်ရက်ခံပါတယ်စီဝိုင်းတော့မှတ်ပါတယ် ဒါပေမဲ့လူသားချင်းစာနာထောက်ထားစွာနဲ့အခုလိုအချိန်မှာအရင်မပြုတ်ယုံတမဲအမြန်နေနေနဲ့ပြည်သူတွေကိုတက်တက်တရာဈေးနဲ့ရောင်းပေးပါလို့ဦးကမြစ်တရရခံပါတယ်။ကျေးဇူးတင်ပါတယ်။အေးပြီးတော့တစ်ခါလေးပြောမယ်အခုဂျပန်နိုင်ငံမှာ3လပိုင်းကုန်4လပိုင်းစပြီးစာကူတာတွေပွင့်မဲ့ရာသီ ပွင့်မှာငါခုနေတဲ့နေရာမှာဆိုရင်စာကူလာတွေပွင့်နေတာမှလေပိုးပိုးဆိုးပဆက်လှလာတယ်ပိုးဆိုးပဆက်ငါငါကငါဓာတ်ပုံရိုက်ဖို့ပြောနေအဲ့ဒီပန်းကိုဓာတ်ပုံရိုက်ဖို့အင်ရတော့ငါမရှိဘူးကြည့်ပဲကြည့်နေတာခံစားနေရတာအေးအဲ့ဒါကြောင့်နင်တို့ပြောမယ်ဂျပန်နိုင်ငံမှာနင်တို့နေတဲ့နေရာပဲပွင့်တာမဟုတ်နင်တို့နေတဲ့မြို့ပဲပွင့်တာမဟုတ်ဂျပန်နိုင်ငံတစ်မြို့လုံးစာကူလာတွေပွင့်နေအကုန်မြင်ဘူးတယ် နော်အေးပြီးတော့လေငါတို့ကဂျပန်မှာနေလို့မြန်မာနိုင်ငံကသူတွေမြင်ဖို့မြင်ဖို့အောင်ဆိုပြီးတော့လေပုံနေရိုက်မတင်နဲ့ဗီဒီယိုတွေလည်းရိုက်မတင်နဲ့နင်တို့လည်းကပြီးတော့မတင်နဲ့နော်အကုန်မြင်ဖို့တဲ့စာကူတာကိုတိလားဒီနှစ်မမြင်ဘူးနောက်နှစ်မြင်ဘူးလိုက်မယ်ဒီနှစ်ကတော့ညီငယ်လေးနေပေးကြပါလို့အမတို့ရဲ့နော်ကတာတွေလည်းခဏလေးတီးခန့်ခဏလေးပဲတီးခန့်နင်တို့နောက်ပြန်ကနော်နင်တို့ကတာထိုင်ကြည့်ပေးမယ်နောက်ခုတော့ခဏလေးပဲတီးခန့် อะตะคาเร่ပြောတာเนาะซากูราတွေป่วนပြီးမြန်မာဝိစုံနေနဲ့ပဲနေလို့ရိုက်ရိုက်ဘလိုဟာတွေနဲ့ပဲရိုက်ရိုက်တခြားနိုင်ငံလူတွေမပြောလို့မပြောဘူးဘာမျိုးငါဂျပန်လူတွေပဲပြောတာซากูราလူတိုင်းမြင်မှုတွေငါနေနေနေရာမှာလဲป่วนနေတယ်စောက်ရင်ဖလာတယ်เนาะအဲ့ဒါကြောင့်တခါလဲကြိုပြောထားတာเนาะဖော်လူမြေအောင်ငါတို့နောက်မှာซากูราတွေป่วนနေပြီဘာဖြစ်စင်ညာဖြစ်တယ်နေတင်မလာနဲ့ ခုချိန်မှာပြည်သူပေါင်းများစွာငလင်ပေးကြောင့်အသက်တွေဆုံးရှုံးရတယ်အသက်မတင်တော့မှဒုက္ခသည်ဖြစ်ကြရတယ်အခုချိန်ဒီပိတ်မိနေလူတွေလည်းရှိတယ်တချို့သောမိသားစုတွေထာဝရပြန်မဆုံနိုင်တော့ခွဲခွာခြင်းနဲ့ထာဝရခွဲခွာခဲ့ကြရပြီသူတို့ဘဝမှာအခုချိန်ဒီပိတ်မိနေရင်လည်းသူတို့ရဲ့အသက်ကိုဆက်ရှင်ဖို့အတွက်ကုဘေးမဲ့ကဲဘေးမဲ့လက်တစုံထမင်းတလုံးရေတမုတ်ကိုမျောနေကြတဲ့လူလည်းရှိမှာပဲကိုချင်းစာတရားထားကြပါတော့တချို့သောလူတွေလည်းဘလို့စိတ်ဓာတ်တွေနဲ့များစာရေးရေးနေကြတယ်မြင် ကျွန်တော်ပို့စီတွေ့တွေ့တယ်ရောသားရထွက်လိုက်တာအရန်ပြောချင်တယ်ဒါပေမဲ့ကိုကလည်းလေလူတကာတော့လိုက်ပတ်ပြီးရန်ဖြစ်နေမှာတော့မဟုတ်ဘူးဒါပေမဲ့ကိုချင်းစာကြားထားကြပါနော်တိုက်အောင်မှာပိတ်မိနေလူတွေပျို့ကြနေအစာဝေးအောင်မှာပိတ်မိနေလူတွေကအနီးဖြစ်ဖြစ်အစိမ်းဖြစ်ဖြစ်ကယ်ရမှာပဲအားလုံးဒီလူသားတွေကြီးပဲအားလုံးဒီလူသားတွေအားလုံးတက်ရှင်နေကြတယ်လူသားအားလုံးသူတို့ချစ်တဲ့သူတွေနဲ့ဥမကွဲတိုင်မပြတ်တူတူနေကျင်ကြရအားလုံးတို့ဘွားမှာသူရဲ့နာခဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ကျင်ကြရခင်ဗျားတို့ဆိုရင်ရော ဘလို့ခံစားရမလဲကိုချင်းစတရားထားပါမမှန်ရမ်းကြပါနဲ့နော်ပြီးတော့ဒီငက်လင်ပေးဘန်းပြပြီးတော့ခွက်ခောက်မလှုပ်ရှားကြပါနဲ့ကျွန်တော်စာရေးပြီးသွားပြီစာရှင်လူတွေမဖတ်ကြလို့ဗီဒီယိုနဲ့ရိုက်ပြောတာနမယ်ရတော့တက်ပြောမနေတော့ပါဘူးအမေရိကရောက်နေနေတလာရဘန်းပြလှုပ်ရှားနေအုပ်စုအောင်ခေါင်းစဉ်ပေါင်းစုံတက်ပြီးဖွဲ့စည်းနမယ်ပြောင်းပြီးတော့ငက်လင်ပေးဖြစ်ဖြစ်ရေပေးဖြစ်ဖြစ် လေးနှစ်လုံးလုံးနိုင်ငံရေးတန်းပြလှုပ်ရှားလာတော့သေးဖြစ်ကုန်ကြပြီလေကိုကအမှန်တရားပြောကိုဝိုင်းမုံကြတာကိုဝိုင်းပြီးအုံနေချင်းနဲ့တက်ခဲကြတာဥက္ကမောင်နဲ့ဥက္ကမောင်မိသားစုအသက်အန္တရာယ်ချင်းချောက်ကြတာဒါမှန်ကန်နဲ့လုပ်ရလားဒါဒီမိုကရေစီလုပ်ရတာဒါဘာနိုင်ငံရေးမပြောဘူးဒါမဲ့လှုပ်ရှားပြီးကလက်ကိုလှုပ်ရှားမှာပဲသူတို့ကမလှူနဲ့လို့ကျွန်တော်မပြောဘူးဒါမဲ့လှူချင်တဲ့လူတွေတေးစစ်တာလေးကိုလေးလာကြပါဒီဖွဲ့စည်းတကယ်လှူနေအဖွဲ့လားဒီဖွဲ့စည်းဒီလှုပ်ရှားနေရလားသူတို့တမိုင်းကြောင်းရပါလေသူတို့တမိုင်းကြောင်းကပါလေရေးကြည့်ရအောင် အရေးကြီးပါတယ်ခုလည်းအမောင်းခံပြီးပြောပါတယ်အဲ့ဒီစီပွားရေးတုံးနဲ့ထိုးလို့ဖြစ်သွားမှမတတ်နိုင်ဘူးအဲ့လိုမှမောင်းမောင်းကြည့်မြန်ကြည့်နေတော့ရှင်းရှင်းလေးကိုအမှန်လည်းပြောတာကိုကိုကတော့သူများတွေလို့တိတ်ကိုယာနဲ့ချီထောင်လို့ရှိမလူနိုင်ဘူးကျွန်တော်ကတော့တတ်နိုင်သလောက်လှူမယ်ဒါပေမဲ့ကိုတတ်နိုင်တာဘာတတ်နိုင်ဆိုတော့မှန်ကန်တဲ့ဖွဲ့စည်းတွေအားလုံးကိုကြီးရဲ့လူတွေလူရဲ့လူတွေရဲ့ဒရင်းတွေပို့စီကျွန်တော် share ပေးမယ်ကျွန်တော် artist ရောက်နေနဲ့ကျွန်တော်ရဲ့ပို့စီကိုလူတွေကြည့်ရလူတွေများတာဖြစ်တဲ့အတွက်ကျွန်တော် share ပေးမယ်ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေကျွန်တော်အများကြီးတောက်လျှောက်လုပ်ပေးသွားမယ် တက်နိုင်သလောက်လည်းတက်ဆောင်ငွေအလွယ်တော့လှူပေးသွားဖို့လှုပ်ပေးသွားဖို့အသင့်ပါပဲခင်ဗျာကျွန်တော်ဘက်ကတော့နောက်တစ်ခုကပြောချင်တာကျွန်တော်ဒီကမားခလာလှုပ်ပြီးတော့ဥဆောင်ပြီးတော့အလှူငွေကောက်ပါတော့တော့ကျွန်တော်အဲ့လောက်ကျတောင်းဝင်ယူဖို့အတွက်မဖြစ်နိုင်လို့ပါဒါပေမဲ့တခြားတောင်းဝင်ယူပြီးတော့အခုညီလေးအေးချမ်းမအောင်လို့တခြားလူပညာရှင်တွေမခိုင်နေငွေတော့သူတို့ကြီးလှုပ်နိုင်တာကျွန်တော်လေးလေးလေးစားတယ်ကျွန်တော်သူတို့တော့မလှုပ်နိုင်သေးဘူးဒါပေမဲ့လှုပ်နိုင်တဲ့လူတွေကိုလူတွေပို့သိအောင်အဲ့သူတို့ကိုလှူချင်တဲ့လူတွေပို့ပြီးသိအောင်ကျွန်တော်ရှယ်ပေးမယ်အာ ပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းလူရင်းတွေဇီကနေပဲကျွန်တော်ဆုပြီးတော့တော့ကောင်းမြောင်နဲ့မိတ်ဆွေတငယ်ချင်းများအဲ့လိုမျိုးအနေနဲ့တော့ပြုပြလိုက်မယ်ကျွန်တော်ကတော့ဥဆောင်ကမကထလုပ်ပြီးတော့အော်အလူငွေကောက်ခွဲရင်းမှာတော့မဟုတ်ပါဘူးခင်ဗျာအဲ့ဒါလေးတခါပြီးပြောချင်ပါတယ်ကျွန်တော်လာလာပြောကြလို့လေတားတစ်ခုကဘာကြောင့်လဲဆိုတော့ကျွန်တော်ဖြစ်ခဲ့ GI တွေကြောင့်ကျွန်တော်ဘဝမှာကျွန်တော်ရဲ့တိတ်ခါတော့တနေ့လေးမှဆုံးထိမခံနိုင်ဘူးကိုယ့်ဘက်ကအမှန်တရားဘယ်လောက်ပဲလုပ်လို့နာဝိုင်းမိနေမှဖြစ်ကြတာလေကိုယ့်ဖေတော်မှာစစ်ပါသေးတယ်ကိုယ့်ဖေလက်ကိုဆွဆွဲကြတယ်တည်တင်းတူဝင်လွှင့်ကြတယ်လုတ် တဲ့လူတွေကမယိုင်းတဲ့လူတွေလုံးကြမှာပဲအဲ့တော့ကိုကတော့နည်းနည်းလေးမှထိကြိုက်မခံနိုင်တဲ့အတွက်ကျွန်တော်ကတော့ဥဆောင်ပြီးတော့အလူငွေတွေကောက်ခံပြမှာမဟုတ်ပါဘူးဒါပေမဲ့လူနိုင်တဲ့လူတွေကိုလုံနိုင်တဲ့လူတွေကိုကျွန်တော်ရှယ်ပေးမယ်ကျွန်တော်ကလည်းတက်နေတဲ့ကခွဲပြီးတော့လူသွားမယ်ပေါ့နော်အဲ့ဒါလေးတွေတခါလေးလာပြောချင်ပါတယ်ပြီးတော့လည်းကုံသေးဆုံးနေမတက်ကြပါနဲ့အခုချိန်မှာပြည်သူတွေသမင်းစားဖို့ရေတောက်ဖို့တချို့သောနေရာမှာရိုင်းကတ်ခဲတဲ့အချိန်မှာကုံသေးဆုံးနေမတက်ကြပါနဲ့ကိုကျင်းစာတရားလေးထားကြပါတည်င်းအမားတွေမဖြန့်ကြပါနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေပဲနိုင်ငံအဖွဲ့အစည်းပဲကူညီသည်ဖြစ်စေအားလုံးဒီကူမဲ့ကမ်းမဲ့လက်တွေအားလုံးကိုဝမ်းမြောက်ဝမ်းသာစွာကြိုဆိုပေးကြပါမလှုပ်ရှားကြပါနဲ့နော်ရည်ပေးမှလည်းလှုပ်ရှားကြတယ်အခုလည်းသတင်းတွေတွေ့နေပြီလှုပ်ရှားကြတယ်သမင်းဘူးတွေပါသတင်းဘူးတွေသမင်းဘူးတွေကိုပတ်ဆက်ယူပြီးတော့ပျောက်သွားဆိုလားမသိဘူးအတူရအများကြီးပဲဘယ်လိုလူတွေများနော်အဲ့လိုမျိုး တည်သူရဲ့အသက်တွေရင်းပြီးတော့မျိုးကြကြတယ်မသိဘူးမျိုးကြလူတာအမေရိကန်မှာသတိဖြစ်ကုန်ပြီလေဟုတ်ဒါပေမဲ့တလောက်ငနေပြီလူတွေအများကြီးတည်တဲ့အချိန်မှာမလှုပ်ရှားကြပါနဲ့ခင်ဗျာနော်မလှုပ်ရှားကြပါနဲ့ကိုခုချိန်မှာကိုချင်းစာတရားလေးပဲထားပါတိုက်အောင်မှာပိတ်မိနေတဲ့လူတွေကငါ့ရဲ့အဖေဖြစ်အမေဖြစ်ငါ့ညီဖြစ်ငါ့ညီမဖြစ်ငါ့ချစ်သူဖြစ်ဆိုရယ်စိတ်တက်လေးနဲ့ပဲ အချင်းချင်းရိုင်းမိတ်ကူညီကြပါအနီးအရာစိမ့်တာရခဏဘေးချိတ်ထားလိုက်တော့နော်ပြီးတော့လေဒီငန်းလင်းပြီးပြီးသွားရင်လည်းပြန်လဲကျူတောင်ရေးဆိုတာနှစ်ပေါင်းများစွာပြန်လဲတိဆောက်ရတော့မှာအဲ့အတူလေကျွန်တော်ကြိုပြီးပြောလိုက်ချင်တာအခုဒုက္ခရောက်နေတဲ့လူတွေထဲမှာအရန်ကိုနိုင်ငံရေးဘက်အစွန်ရောက်တာဖြစ်ဖြစ်အရန်ကိုစိတ်ပောင်လာတာဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်တင်လိုက်ကောင်းနေထုတ်ထားလိုက်တော့ကိုဘွားအောင်မြင်ကိုဘွားပြန်လဲကျူတောင်ရေးကိုဘွားအဆင်ပြေရုပ်ပဲဦးစားပေးရပါ အဲ့ဒါလည်းကျွန်တော်တခါပြောခဲ့ချင်ပါတယ်เนาะအဲ့တော့ English လို့လည်းပြောပြီးတော့နိုင်ငံတကာလူတွေလူလို့ရအဖွဲ့အစည်းလူကျင်တဲ့သူတွေလူနိုင်အောင်ကျွန်တော်ပြောပြပါဦးမယ်ဒါကတော့ဘာမှလို့လာပြောပြတာပါပြည်သူအများကြီးတင်ပါတယ်ခင်ဗျာတကယ်လည်းစိတ်မကောင်းပါဘူးအားတင်ထားကြပါလုံးဝစိတ်တက်ကိုမချလိုက်ပါနဲ့အတိအကျစိတ်တက်ပဲလုံးဝစိတ်တက်မချပါနဲ့ကိုယ့်ဘဝမှာဘယ်လောက်ပဲအခက်အခဲရှိရှိဒါဘယ်သူမှရှောင်ထွက်လို့မရတဲ့ ဘလောက်ပဲကောင်းမှုကုသိုလ်တွေလုပ်လို့ဘလောက်ပဲကောင်းကျိုးတွေလုပ်လို့တဘာဝဘီအန်ညေကြီးကန်ဆိုးခြင်းတွေဆိုတာလူတိုင်းဆောင်ရွက်လို့မရဘူးသေဖို့ကံပါလိုင်းသေးတာပဲလူကောင်းဖြစ်ဖြစ်လူဆိုးဖြစ်ဖြစ်သေဖို့ကံပါလိုင်းသေးမှာပဲအဲ့ဒီအတွက်အရာအားလုံးကလေနေ့မြင်ညပြောက်ဆိုလို့ကျွန်တော်တံဝေကတရားကြီးလည်းရပါတယ်ကျွန်တော်လည်းဘုရားကသွားပြီးတော့တကယ်တံဝေကတရားကြီးလည်းရဆိုဒီခုဖြစ်ပြက်ဒီခလင်ဘေးကြီးကြည့်ပြီးတော့တံဝေကတရားကြီးလည်းရတယ်ပို့ပြီးတော့လေစိတ်ထဲမှာလေငါ ဒီသူတွေအတွက်လည်းအများကြီးလူတို့လူနိုင်အောင်လည်းစူးစမ်းနေတဲ့စိတ်တွေလည်းဖြစ်တယ်။အားလုံးလည်းကျွန်တော်အဝေးကနေအားပေးနေပါတယ်။လုံးဝစိတ်ကမကြကြပါနဲ့။အခုအချိန်မှာပိတ်မိနေလူတွေအားလုံးလည်းအသက်ရှင်ရပြန်လည်လွန်ပြောက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာ။ကျေးဇူးများတင်ပါတယ်။ ီဒီယိုထဲမှာဆိုလို့ရှိရင်တော့နိုင်ငံတော်အစ်စ်မှာမြန်မာနိုင်ငံမှာဝန်ထမ်းကြီးအထိမ်းအမှတ်နေ့ဖြစ်32ရက်နေ့ကနေပြီးတော့ April 4ရက်နေ့ထိကိုသတ်မှတ်လိုက်ပြီးပေါ့နော်။ကုန်စည်နှုန်းတွေလည်းအများဆုံးကျပါစေလို့ဆုတောင်းလိုက်ပါရရှိ။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြဖို့တောင်းဆိုပါရရှိ။ကဘာပြည်သူကဘာသားတွေစိတ်ချမ်းသာကြီးကိုကျမချင်းနဲ့ပြည့်စုံပြီးတော့ဘေးရနေအောင်ကင်းရှင်းပါစေလို့ဆုတောင်းလိုက်ပါရရှိ။ဘဝဗီဒီယိုလေးကိုစုံလိုက်လက်ပါရရှိပြီလို့အားလုံးကျေးဇူးတင်ပါရရှိ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။